အားလုံးပဲမင်္ဂလာပါရှင်။ Terror Healing မှာဖြစ်တရာနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါရစေ။ Match လအတွက်ကိုအချီးလူမှုရေးစီးပွားရေးနိုင်ငံခြားကန်အစရှိရဲ့ဘာရီတုံတွေ့ရမလဲဆိုတာလေးကိုဖတ်ပြီးမှဖြစ်ပါရစေ။ဒါကြောင့်မလို့အခုပေးထားတဲ့အပိုင်းလေးနှစ်ခုကနေပြီးတော့မှမိမိနှစ်သက်ရာအပိုင်းတစ်ခုကိုရွေးချယ်နိုင်ပါရစေ။စိတ်ကိုငြင်းငြင်းလေးထားပြီးတော့မှအသက်ကိုရှူသွင်းရှူထုတ်လေးလုပ်ပြီးမိမိအဆင်ပြေဆုံးစိတ်ကိုအစွဲဆောင်နိုင်ဆုံးအပိုင်းတစ်ခုကိုရွေးချယ်ပေးပါ။ အားလုံးပဲမင်္ဂလာပါရှင် Terror Healing by Kid Run နေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်။ကဲဒီတစ်ပတ်မှာပေါ့နော်အခု match လ၃နာရီပိုင်းမှာကြုံတွေ့ရမယ်နော်။ ကံကြမ္မာလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်လူမျိုးရေးစည်းဝါးရေးအခြေရေးနိုင်ငံခြားကြံစသဖြင့်ပေါ့နော်ကျမ်းမာရေးလည်းပါပါเนาะဘာတွေတွေ့ရမလဲဒါလေးတွေကို၃လပိုင်းမှာကြုံတွေ့ရမယ်ကံကြမ္မာလေးကိုဖတ်ကြားပြလိုက်ပါတယ်ကျမဒီတစ်ခါမှာတော့ပိုင်းလေးရွေးခိုင်းထားရယ်ပေါ့နော်ပိုင်းလေးကလည်းမရွေးတာကြာပြီဆိုရဲ့ခါကြတော့ပိုင်းရွေးခိုင်းထားပါတယ်အဲ့တော့ပိုင်း1ပိုင်း2ပေါ့နော်နှစ်ခုပဲရွေးခိုင်းထားတယ်တကယ်လို့ပေါ့နော်ပိုင်း2ကို ပြီးတဲ့အထိမပါဘူးဆိုရင် YouTube မှာကြွားကြည့်ပေးနော် Facebook ကကြတော့အာမိနစ်30ကျော်ရင်ဖြတ်ချရပေါ့နော်ဒါကြောင့်မို့လို့တကယ်လို့ပိုင်းတူးသမားတွေကအဲမိနစ်30ပြည့်သွားလို့ပေါ့နော်အဲကြော်သွားခဲ့တယ်ဆိုလို့ရှိရင် YouTube မှာကြွားကြည့်ပေးပါနော်ကဲဒါအခုကြတော့ပိုင်းဝန်းလေးကိုရွေးထားတဲ့သူတွေအတွက်ပေါ့နော်သုံးလပိုင်းမှာကြုံတွေ့ရမယ်အလောက်ကင်ငွေကြေးစီးပွားရေးနဲ့နိုင်ငံခြားကံစံမာရေးနဲ့ပတ်သက်ပြီးတော့မှဗာလေးတွေတွေ့ရမယ်ဆိုတာကိုဒီမှာတို့ ကြည့်ပြီးသွားမှာဖြစ်ပါတယ်။ INY University of Nursing and Health Sciences နဲ့လည်းကျွန်တော်တို့ရဲ့ Origin နဲ့ပတ်သက်တဲ့စောင့်ရှောက်ပုံစံများဖြစ်ပေါ်ပါတယ်။ကျွန်တော်တို့ဒီကနေ့ချေပြီးဖောင်းမှုနဲ့ချေပြီးပါ။ Okay. စကတ်ကုန်းကစရနော်။ဒီနော်ဘတော်တဲ့ Just အရာတော့နော်အခုအချိန်နေမှာပေါ့နော်တချို့တွေ အဲတည်င်းကောင်းကြရတာမျိုးเนาะနောက်ခါကျတော့တခုခုလှုပ်ထားရဲဆိုဥပမာစမွဲတို့ဘာလို့ဖြေးထားတာဝင်ဝင်နေပါဖြေးထားတာပါ냐ဆိုလို့ရှိရင်အောင်မြင်မယ်ပေါ့เนาะအပြိုင်ဆိုင်တွေကိုအောင်မြင်မယ်ဆိုတဲ့ပုံစံမျိုး four so one เนาะနောက်ခါကျတော့အာမင်္ဂလာတည်င်းတို့เนาะအလူမင်္ဂလာအလူမင်္ဂလာတည်င်းတို့မင်္ဂလာဆောင်တို့တငယ်ချင်းတွေရဲ့ပေါ့เนาะဒီလိုမင်္ဂလာဆောင်မျိုးတွေနောက်မှရင်လည်းကိုကိုတိုင်ရဲ့ပေါ့เนาะအလူမင်္ဂလာတည်င်းတို့เนาะဒါမျိုးလေးတွေဒါမျိုးလေးတွေတုံရဖို့ရှိတယ် ီးတော့ကိုကိုရိုင်းကလည်းပဲပေါ့နော်ဥမာပြိုင်ဆိုင်နေနော်ဥပမာစစ်ပွဲစစ်ပွဲကိုအောင်နိုင်နေဆိုရယ်နမိတ်မျိုးလဲပါတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နော်အဲအကယ်လို့ပေါ့နော်ကိုတခုခုကိုအပြိုင်အဆိုင်လုပ်နေရတဲ့ကိစ္စမျိုးတွေမှာဆိုလို့ရှိရင်လည်းအောင်မြင်မဲ့ပေါ့နော်သတင်းကောင်းတွေကြားမယ်အောင်မြင်မဲ့ပုံစံမျိုးတွေ့ရတယ်။ဥပမာမိသားစုတွေဆိုလို့ရှိရင်လည်းပြန်လဲစုံတွေ့ရမျိုးပေါ့နော်ဒီမှာပျော်ရွှင်ရတာမျိုးတွေတော့တွေ့ရတယ်။ဒါပေမဲ့တခုရှိတာကတချို့တွေရဲ့ energy မှာဆိုရင် the full energy ဖြစ်နေတယ်။ လက်ဖူး energy ဖြစ်တဲ့အတွက်ကြောင့်မို့လို့တချို့တွေစိတ်လေစိတ်လွင့်နေတာမျိုးတွေစိတ်အာကိုစိတ်ကိုမထိနိုင်တာမျိုးပေါ့နော် the fool or the dead ကိုပါတယ်ပေါ့နော်အဲ့တော့တချို့ရေဆိုလို့ရှိရင်လုပ်ငန်းတွေလုံးဝအာ မလဲပတ်နိုင်ဘူးပေါ့နော်လုပ်ငန်းကြီးအလုပ်အလုပ်ကိုင်းနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်လုပ်ငန်းမှာမလဲပတ်နိုင်ဘူးတို့မဟုတ်ဒီအလုပ်မှာလုံးဝမပျော်ပိုင်းနိုင်တာမျိုးစိတ်ညစ်နေရတာမျိုးလေးတွေတွေ့ရတယ်အဲ့တော့အလုပ်ထွက်ခြင်းစိတ်တွေပေါ်ပေါ်ရာမျိုးပေါ့နော်အလုပ်ကိုရုတ်တရက်ထွက်တာထွက်လိုက်တာမျိုးကြီးကြုံရတာမျိုးတွေ့ရတယ်နော်အဲ့တော့ကျမ်းမာရေးတွေလည်းညံ့နေကြတယ်နော်နည်းနည်းလေးဒီမှာဆိုရင် the dead energy နဲ့ the full ဖြစ်တဲ့အတွက်ကြောင့်မလို့လုံးဝတော့ negative energy နဲ့ပေါ့နော်စိတ်တွေကမပျော်ရွှင်နေတာမျိုးတွေရှိတယ်အဲ့တော့ နည်းနည်းတော့ပေါ့နော်အဓိက negative energy လေးတွေကိုနည်းနည်းလေးမောင်းထုတ်ပြရမယ်အချိန်ဖြစ်တယ်ပေါ့နော်ပြီးတော့စိတ်တွေစိတ်လွင့်နေရလေးတွေကိုနည်းနည်းချိန်မယ်ပေါ့နော်နောက်ခါတော့ risk ယူပြီးတော့မှလုပ်ငန်းကြီးတွေကိုဒီလာထဲမှာလုတာမျိုးမလုပ်ပါနဲ့နော်နောက်ခါတော့အလုပ်တွေဘာတွေပြောင်းကျင်နေဆိုလို့ရှိရင်လည်းနောက်အလုပ်တစ်ခုမရသေးပဲနဲ့မတည်ကြသေးပဲနဲ့ပြောင်းဖို့မလုပ်ပါနဲ့လို့ပြောကြတယ်ပေါ့နော်အဲ့တော့ အလုတ်ပြောင်းခြင်းနဲ့ဒီအရန်စိတ်ညစ်နေပြီအလုတ်ကအရန်ပြောင်းခြင်းနေပြီဆိုပြီးတော့စိတ်လိုက်မှန်ပါနဲ့ထွက်လိုက်တာမျိုးပေါ့နော်အဲ့ဒါမျိုးလေးမလုတ်ပါနဲ့ဘူး။ဘာဖြစ်လို့လဲဆိုတော့တွေ့ကြနောက်ထပ်အလုတ်တစ်ခုကိုရှောက်တဲ့အနေအားမှာနော်စန့်ကြနေတတ်တာမျိုးကြီးဖြစ်သွားတတ်တယ်နော်။အဓိကကတော့ negative energy များနေတဲ့အတွက် block တွေဖြစ်နေတာမျိုးပေါ့နော်။အဲ့ဒါလေးကိုနည်းနည်းလေးကယူဆိုင်ပေးပါနော်။ risk ယူပြီးတော့လိုရတဲ့ကိစ္စတွေဒီလာထဲမှာလုံးဝမလုတ်ပါနဲ့ဘူး။ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့တွေးထွက်တန်ယူဖြစ်တာထိခိုက်မိတာနော် accident ဖြစ်တာတွေနောက်ထပ်ကြတော့မိမိတို့ရဲ့ပေါ့နော်အတိမိတ်ဆွေတွေထဲမှာ နိုင်ရည်တင်ကြရတာမျိုးတွေဒါမျိုးတွေချက်ချက်တဲ့ဒီကနေစပြီးတော့နောက်ထပ်45ရက်လောက်ထိကိုနိုင်ရည်လိုက်ပို့ဖို့ပေါ့နော်အဲ့လိုမျိုးတွေဖြစ်ပေါ်လာရဆိုရင်ဖြစ်နိုင်မပို့ဘဲနဲ့နေပေါ့နော်အကယ်လို့မဖြစ်မနေပို့ရမယ်ဆိုလို့ရှိရင်တော့မရဏနုဒတိပွားပြီးတော့မှာပေါ့နော်ဒီဟိုဟာအာယုံပြုတ်ပြီးတော့မှာဒီ သွားပို့ပေးဖို့လိုအပ်တယ်ပေါ့နော်ချင်နိုင်ရင်တော့သွားမပို့ပါနဲ့ပေါ့နော်အကယ်လို့ဒီမိတ်ဆွေတွေဓာတ်ရဲမှာဆောစနာပြောတယ်လို့ပေါ့နော်ဒီအလူမင်္ဂလာသတင်းတွေအလူသတင်းပေါ့နော်အလူလုတ်တဲ့သတင်းတွေမင်္ဂလာဆောင်သတင်းမင်္ဂလာရှိတဲ့ပေါ့နော်နမိတ်ဒီလိုသတင်းတွေပြီးတော့ဒီအလူမင်္ဂလာဆောင်တွေကိုသွားပြီးသွားပြီဆိုလို့ရှိရင်တော့ကိုယ့်စီမှာကန်နေတက်လာဖို့ရှိပြန်တက်လာဖို့ရှိရပေါ့နော်အဲ့တော့အလုတ်ကိုင်းငွေကြေးပေါ့နော်ငွေကြေးအကြောင်းကတော့ငွေကြေးကငွေကြေးအပြင်ဆိုလို့ရှိရင်လဲကုန်ပေါက်တွေများနေမှာငွေကဝင်လဲဝင်နေကုန်လဲကုန်နေဆိုတဲ့ပုံစံမျိုးဖြစ်နေမယ်အဲ့တော့ငွေကြေးအပြင်ဆိုလို့ရှိရင်လဲကန်ကအရင်ကောင်းနေရ ိုးမရှိဘူးတချို့ကြီးအရင် risk ယူပြီးတော့လုပ်မယ်ဆိုလို့ရှိရင်တော့နော်ဒီ risk ယူလိုက်တဲ့ဥစ္စာကတော့နောက်ပိုင်းမှာကိုယ့်အတွက်အောင်မြင်လာတဲ့အနေအထားမျိုးတော့ရှိမယ်ဒါပေမဲ့လောလောဆယ်ဒီအခြေအနေမှာတော့ပေါ့နော်လုပ်မယ်ဆိုရင်တော့တိတ်ပြီးတော့ ဟိုကောင်းတဲ့ပုံစံမျိုးအရင်ဦးဆုံးအကျိုးကိုခံစားအောင်မှမဟုတ်သေးဘူးပေါ့နော်ပြောချင်တာကတော့လေအဲ့တော့လောလောဆယ်မှာတော့ပြောရရင်တော့ဟိုမလုတ်ဘဲနဲ့နေတာမျိုးကတော့ပူကောင်းတယ်နော်အဲဒါပေမဲ့မိသားစုထဲမှာအကယ်လို့ပေါ့နော်ခိုင်ရန်ရှိတဲ့အငင်းပွားတာအဲ့မျိုးရှိရဆိုရင်တော့ပြန်လဲငိမ့်ညမ်းလာမယ်နမိတ်လေးရောတွေ့ရတယ်နော်ကျမ်းမာရေးညံ့မယ်နော်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့မှအထူးတတိထားပေးပါလို့ပြောချင်တယ်နော်အဲ့တော့ကဲဒါလေးကတော့နော် Terror မှာတွေ့ရတယ်ပေါ့နော် Energy လေးတွေကိုပြောပြပေးတာပဲဖြစ်ပါတယ် အဲ့တော့အခြေအနေပတ်သက်ပြီးတော့ဘာလေးတွေ့ရမလဲဆိုပြီးတော့เนาะ left message oracle လေးနည်းနည်းဆွဲကြည့်မယ်เนาะ match လာထဲမှာကြုံတွေ့ရမယ်ပိုင်းဝန်းတွေအတွက်အခြေအနေပတ်သက်ပြီးတော့မှပြပြပေးပါအကယ်လို့ပေါ့နော်ဒီမှာအချစ်အချစ်ကိုဟိုဟာဖြစ်နေတဲ့သူတွေပေါ့နော်ရှာဖွေနေတဲ့သူတွေဥမာ single လေးတွေပါရှိရဆိုလို့ရှင်တော့လောလောဆယ်မှာနော် နေ့လစဉ်မှာပေါ့နော်အဲကိုကိုကိုမိမိကိုကိုမိမိချစ်တဲ့ energy နဲ့ပဲခဏနေပါအောင်နဲ့ကိုရဲ့နှလုံးသားကိုနော်လောလောဆယ် blank လေးပေါ့နော်ဟိုပါလဲနေရာအလွတ်ကလေးအနေနဲ့ခြားပြီးတော့ပဲကိုရဲ့ inner ဟိုပါပေါ့နော်အ twin back ကကိုကိုကိုပြန်ပြီးတော့မှပြန်လဲဖြည့်ဆွမ်းတာမျိုးလုပ်ပါတဲ့တချို့တွေကပါလဲဆိုတော့အချက်နဲ့ပတ်သက်ပြီး trauma တွေရထားတာမျိုးရှိတယ်နော်အဲ့တော့အရင်ဆုံးကိုရဲ့စိတ်ထဲမှာကိုကိုကိုအရင်ဆုံးကုစားဖို့လိုအပ်နေသေးတယ်ဆိုတဲ့အချက်မျိုးကိုပြောထားတယ်နော်အဲ့တော့အချက်နဲ့ပတ်သက်ပြီးတော့ လောလောဆယ်ရတော့ဟိုမှဖြစ်ဘူးเนาะ better flying ဆိုတော့เนาะအပြောင်းလဲတွေဖြစ်လာမယ်เนาะအပြောင်းလဲတွေဖြစ်လာပြီးတော့မှတချို့ရေဆိုလို့ရှိရင်လက်ရှိเนาะပရိပခါတွေဖြစ်နေရဆိုလို့ရှိရင်အဲ့ဒီဟာကအဲ့ဒီပရိပခါတွေကထုံငိမ့်သွားပြီးတော့မှတချို့ရေဆိုလို့ရှိရင်เนาะအာလမ်းခွဲလိုက်ရတာမျိုးပေါ့เนาะနောက်ခွဲတော့အစ်စ်စ်ဖြစ်ပေါ်လာတာမျိုးတွေဒီမှာဆိုရင်ဖြစ်ပေါ်လာလိမ့်မယ်အကယ်လို့စစနာတော့ပေါ့เนาะဟို ်ညှော်လင့်နေတဲ့သူတွေရှိတယ်ဆိုလို့ရှိရင်เนาะဒီမှာဆိုရင် you were me and new love เนาะတချို့ရေဆိုလို့ရှိရင်အဲအစ်စ်တွေ့သွားတာမျိုးเนาะအစ်စ်တစ်တွေ့တာမျိုးပေါ့เนาะအဲ့လိုပုံစံမျိုးရှိတယ်ဒီချိန်မှာဗာလဲဆိုတော့ပါတီရဲ့ night out တွေမြန်စိတ်ဝင်စားနေရမျိုးရှိတယ်အဲ့အစ်စ်တစ်နဲ့ကလည်းအဲ့လိုပါတီတွိုင်းနေ night out ထွက်ရင်းနေပေါ့เนาะ room စုံတွေ့ခဲ့တာစုံတွေ့ရတာမျိုးပေါ့เนาะအဲ့လိုပုံစံမျိုးတွေ့ရတယ်အဲ့တော့ ဒီလိုအနေထားလေးပေါ့เนาะပြီးတော့တချို့ long distance relationship အနေထားမှာရှိနေတယ်เนาะအဲ့တော့ long distance relationship အနေထားမှာဆိုရင်เนาะတယောက်ကိုတယောက်ယုံကြည်မှုတွေအကောင်းဆုံးတည်ဆောက်ဖို့လိုအပ်တဲ့အချိန်မှုလို့ပြောလို့ရတယ်ပေါ့เนาะလိုအပ်ဒီတယောက်ကိုတယောက်ယုံကြည်မှုကိုတည်ချာမတည်ဆောက်ထားနိုင်ဘူးဆိုလို့ရှိရင်ဒီအချိန်ကဘာဖြစ်နေလဲဆိုတော့အဲပြဿနာတွေအကြီးအကျယ်တက်ပြီးတော့ပေါ့เนาะအဲ လမ်းခွဲသွားရတဲ့အနေအထားမျိုးတွေเนาะအဆုံးသက်သွားတာတွေเนาะအဲ့လိုပုံစံမျိုးဖြစ်တတ်တယ်เนาะအဲ့ဒါလေးကိုနည်းနည်းသတိထားပေးပါ long distance သမားတွေက ပြဿနာကိုအရင်ကြီးမိထွန်းရှာတာမျိုးမလုပ်ပါနဲ့မဟုတ်လို့ရှိရင်ဒီမှာ butterfly လဲပါတယ် the deck ရဲ့ energy ကအပေါ်မှာလဲရှိနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့เนาะအာရုပ်တရက်เนาะလမ်းခွဲသွားရတာเนาะဒီအခြေရအဆုံးသက်ပြီးတော့မှပေါ့เนาะအစတခုတွားပြီးတော့မှဖြစ်လာတာเนาะအခြေသက်တွေ့သွားတာတယောက်ကအခြေသက်တွေ့လို့ကိုယ်ကိုထားခဲ့တာမျိုးဒါမျိုးတွေဖြစ်သွားတတ်တယ်เนาะအဲ့တော့ဟိုပေါ့เนาะနည်းနည်းလေးသတိထားပြီးလို့လိုအပ်တယ်တချို့ကတော့စိတ် ကိုယ့်ရဲ့စိတ်ကမတိမငြိမ်ဖြစ်နေတာမျိုးရှိတယ်เนาะတော်ကြချက်ရမလို့တော်ကြမချက်ရမလို့ねအဲ့လိုမျိုးမတိမငြိမ်ဖြစ်နေတဲ့လူတွေရှိတယ်ဆိုရင်တော့လောလောဆယ်ကိုယ့်ရဲ့အတွင်းဘက်ကဘာဖြစ်ချင်နေရလဲဆိုတာအရင်စဉ်းစားပါအရင်မေးပါစိတ်ကိုတည်ငြိမ်အောင်ထားပါအခုတော်ကြအခုကမလုပ်ပါနဲ့ပေါ့เนาะအဲ့လိုပုံစံမျိုးပြောချင်တယ်เนาะအဲ့တော့အဓိကကတော့ကိုယ့်ရဲ့အတွင်းဘက်မှာအရင်ဆုံး fulfillment လုပ်ပါလို့ပြောချင်တယ်เนาะဒါအခြေအနေနဲ့ပတ်သက်ပြီးတော့ဒီလာရဲမှာဒီလိုမျိုးအကြံလေးပေးတာကိုတွေ့ပါတယ်အဲ့တော့အလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့เนาะ oracle လေးထပ်ဆွဲပြီးတော့မှာ ဒီပိုင်းဝန်းလေးတွေကိုအဆုံးသတ်မယ်ပေါ့နော်အခုဒီစနာကတဲရောရဲ့ energy ကိုပြောပြပြီးသွားပြီဆိုတော့ oracle ပေါ့နော် many move oracle လေးကနေပြီးတော့မှဒီ၃နာပိုင်းမှာဒီပိုင်းဝန်းလေးတွေရဲ့နော်အလောက်ကန်ငွေကြေးစီဝါအတွက်ကို energy လေးပေးပါ transformation เนาะအပြောင်းလဲတွေเนาะ changes တွေလာမယ်တချို့ရေအလုပ်ပြောင်းရမယ်เนาะ ဟာဆိုရင် change is the neutral orders of being and don't be afraid of the unknown เนาะတချို့ခါလေးကြားလို့ရှိရင်ကွာအပြောင်းလဲတွေဖြစ်ဖို့အတွက်နောက်ခါကျတော့ဒီစိန်ခေါ်မှုအစ်စ်တွေအတွက်ကိုကြောက်နေတာမျိုးတွေရှိတယ်အဲ့တော့အဲ့ဟာကိုမကြောက်နေပါနဲ့တဲ့เนาะကြောက်မနေနဲ့ပေါ့เนาะရေရုံဝင်ဒီမှာလဲ risk ကပါတယ်ပေါ့เนาะ risk ရဲ့အောက်မှာလာတာဖြစ်တဲ့အတွက်တချို့ risk ယူရမယ့်အရာတွေကိုကြောက်မနေပါနဲ့လို့ပြောချင်တာပေါ့เนาะအဲ့တော့ စောစောကတော့အပေါ်မှာတော့ပြောရတယ်ပေါ့နော်အလုတ်ကင်လေးအပြောင်းလဲကြီးဖြစ်သွားမယ်ဆိုတဲ့ဟာမျိုးကြီးရှိတယ်ဒါပေမဲ့အခုစောစောပြောလိုက်တဲ့ဟာမှာနော်ဟိုကုမ္ပဏီအလုပ်တွေဘာတွေဆိုလို့ရှိရင်တော့ပေါ့နော်ကွာနောက်ထပ်အလုတ်တစ်ခုအစ်စ်ကိုရလာပြီဆိုလို့ရှင်တော့အဲ့အလုတ်သေးရဲ့ challenge တွေကိုကြောက်မနေနဲ့ပေါ့နော်ရေးရဲကူသွားပေါ့ဒါပေမဲ့တချို့ကြောက်တယ်လေအလုတ်မရသေးပဲနဲ့တခြားအလုတ်မရသေးပဲနဲ့အဲ့လိုမျိုးဟိုဘယ်လိုခေါမလဲရုတ်တရက်အလုတ်ထွက်လိုက်တာတော့ဘာလို့ဆိုရင်တော့နည်းနည်းလေးဟို အလုတ်ထက်ရှာဖို့နည်းနည်းလေးတင့်ကြတာမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်တတ်တယ်လို့ပြောခဲ့တယ်နော်အဲ့တော့အကယ်လို့အလုတ်ရသွားတဲ့သူတွေကတော့နောက်ထပ်အလုတ်မှာဘာရည်ရှိမလဲဆိုတာကြောက်နေရမျိုးမဟုတ်ဘဲနဲ့ပေါ့နော်ရဲရဲပေါ့ကိုလုတ်เสียရှိတာကိုကိုယ့်အနေနဲ့ကိုဒီမမြင်ရသေးတဲ့ကိစ္စတွေကိုကြောက်နေရမျိုးမရှိဘဲနဲ့ရဲရဲလုတ်ကိုင်းပါတဲ့နောက်ကကြ direction နော်အဲ့တော့ direction ဆိုတာကိုဘာဖြစ်ချင်လဲကိုဘာလှုပ်ချင်လဲပေါ့နော်အဲ့ဟာကိုအဲ့ဒီအဲ့ဒီလမ်းကြောင်းကိုမပြောက်ဖို့လိုအပ်တယ်နော်အဲ့တော့မသွေဖြီသွားပါနဲ့ကိုဖြစ်ချင်တဲ့ နော်ဟိုဆန်နာပေါ့နော်အလုတ်ကင်တွေမှာကိုပါရီလုတ်ချင်လဲဥပမာအဲကိုပိုင်စီဝါရီလုတ်တဲ့သူဆိုရင်ကိုလုတ်ချင်တဲ့အလုတ်ကနော်ဘယ်အခြေအနေထိရောက်ချင်တာလဲဘယ်လောက်ထိအောင်မြင်ချင်တာလဲဘလူသွားချင်တာလဲနော်ဒီဟာလေးကိုမပြောက်ပါနဲ့တဲ့နော်ဥပမာသူများဟိုကလုတ်လို့ကိုကလိုက်ပြောအဲ့အာမျိုးလိုက်လုတ်တာမျိုးပေါ့နော်ဒါမျိုးမလုတ်ပါနဲ့လို့ပြောချင်တာပေါ့နော်အဲ့တော့ကိုလမ်းကြောင်းနဲ့ကိုသွားမယ်ပေါ့နော်အဲ့တော့နောက်တစ်ခါတော့တော့အဲကုမ္ပဏီလုံးလုပ်နေတဲ့သူတွေဆိုလို့ရှိရင်နော်အခုကိုကအာဒီလိုပေါ့နော်ကိုရဲ့အလုတ်မှာကိုစူးစမ်းစရာရှိတဲ့ဥစ္စာကိုကိုရဲ့လမ်းကြောင်းကိုအပြောက်မခံတဲ့ဘသူတွေဘာတွေပဲပြောပြောပေါ့နော်ပြောချင်တာ ါလေတခြားသူတွေကြောင်းမလို့ကိုယ့်ရဲ့ဒီရီမန်းချက်တွေဓာတ်တွေကိုနော်ဟိုအမဖြစ်နေပါနဲ့ပေါ့နော်ဒီသူများတခြားတခြားသောအရာတွေကြောင်းပေါ့နော်ကိုယ့်ရဲ့ရီမန်းချက်ကိုပျောက်ပြတ်သွားတာမျိုးနော်လမ်းကြောင်းလွဲသွားတာမျိုးမဖြစ်ပါနဲ့တဲ့ပြောချက်ပါနော်နောက်တစ်ခုကကြတော့ဒီမှာဆိုရင် shading နဲ့နော် တိုင်းတူဆက်ထားရကိုရယ်เนาะအဲ့တော့ဒါလည်းအတူတူပါပဲเนาะ direction လည်းပါတယ်ဆိုတော့เนาะတိုင်းတူဆက်ထားရကိုဆိုတော့ကိုယ်စီမှာเนาะတကယ်ကိုဟိုဘယ်လိုဖော်မလဲမြင်မာရဲ့ပေါ့เนาะကိုယ့်ရဲ့အာရီမန်းချက်တွေရည်ရွယ်ချက်တွေကိုချမှတ်ရမယ်အချိန်ပဲဆိုတော့လीအဲ့တော့ဒီဟာပါလဲဆိုတော့ဥပမာကွာ နော်မလိုအပ်တဲ့အရာတွေပေါ့နော်မလိုအပ်တဲ့အရာတွေကို short ချပြဖို့လိုအပ်တယ်အဲ့တော့ကိုကတစ်ခါလေကြားလို့ရှင်အချိန်နေဖြုံးနေမိလားကိုရဲ့ဘဝမှာတိုးတက်ရတိုးတက်ကြောင်းအတွက်အချိန်နေဖြုံးနေမိလားအဲ့ဟာတွေကို short ရမယ်ဒီလာထဲမှာနော်အဲ့တော့ကိုကဘာလုပ်ရမလဲဟိုအပြိုင်ဆိုင်နေပေါ့နော်ဒီလို new challenge တွေလာမယ်ဆိုရင်ဒီဟာကိုလုံးဝဘယ်လိုပုံစံမျိုးနဲ့စိတ်သစ်လူသစ်နဲ့သိရမလားဘယ်လိုပုံစံမျိုး အောင်မြင်အောင်လုပ်မလဲဆိုရဲလမ်းကြောင်းတွေကိုဒီချိန်မှာချမှတ်ရမယ့်အချိန်ဖြစ်နေတယ်တဲ့နော်ဖြစ်နေဖြစ်နေဘူးပေါ့နော်ပြောချင်တာကတော့ဒီလာထဲမှာလုံးဝဝေးလေလေလုပ်နေလို့မရဘူးပေါ့နော်ပြောချင်တာကလေစိတ်ကိုစိတ်လွေစိတ်ဒီမှာပြောစိတ်သူကလည်းဒီမှာပြောထားပြီးသားစိတ်လေစိတ်လွင့်နေမယ်စိတ်တွေကစိတ်ညစ်နေမယ်ဘာမှမလုပ်ချင်မကင်ညင်တဲ့စိတ်တွေဖြစ်နေလိမ့်မယ် negative တွေဝင်နေလိမ့်မယ်သိလားဒါပေမဲ့အဲ့ negative တွေဝင်နေတာကိုမောင်းထုတ်ဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ကိုဘာတွေကြောက်နေရလဲဘာတွေဖြစ်နေရလဲဘာဖြစ်ချင်နေရလဲဆိုတော့ကိုကိုကိုမေးဖို့မမေးပါနဲ့ အဲ့ဒီကိုဖြစ်ချင်တဲ့အတိုင်းကိုလှုပ်ချင်တဲ့အရာတွေအတိုင်းကိုနော်ဒီဇိုင်းမမတ်သွားဖို့လိုအပ်တယ်ဘသူတွေဘာတွေပြောပြောဘသူတွေကဘာတွေဘလောက်ဖြစ်နေပြီဆိုပြီးမှကိုကိုကိုစိတ်အားယော့သွားတာတွေနော်တွေးဖြီသွားတာတွေလမ်းကြောင်းပြောင်းသွားတာတွေမဖြစ်ပါစေနဲ့လို့ပြောချင်တယ်နော်နောက်ခါကျတော့တချို့ရင်ဆိုလို့ရှိရင်ဒီမှာ ဒီမှာမွေပုံလေးလေမွေပါနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီမှာ long distance relationship သမားတွေကအဲ jealousy ပြီးတော့နောက်ခါကျတော့ပေါ့နော် third party relationship တွေဒါမျိုးတွေကြုံနေရတာမျိုးရှိမယ်အကယ်လို့ကြုံနေရတာမှန်တယ်တေးကြတယ်ဆိုလို့ရှိရင်နော်အာကိုကစဉ်းစားဖို့တင့်တယ်ပေါ့နော်ဒါတွေကြလို့ရှိရင် third party relationship တွေပေါ်လာတယ်ဆိုတဲ့နေရာမှာ အာတခါလေကျရင်ကိုယ့်လူမပါဘဲနဲ့လည်းမဖြစ်ဘူးဆိုတဲ့ဟာမျိုးလေးကိုခေါင်းထဲမှာထည့်ထားဖို့လိုတယ်။ကိုယ့်အတွက်အမှန်တကယ်မကောင်းထင်လွတ်ချနိုင်ဖို့လည်းမမိပါနဲ့။ငွေဝေးကိုခပိုက်ပိုက်သလိုမလုပ်ပါနဲ့လို့ပြောကြတယ်ပေါ့နော်။အဲ့လိုမျိုးလှုပ်ချင်းအပြင်ဘာဖြစ်လဲဆိုတော့ကိုယ့်ဒုက္ခကိုရှာနေရတဲ့အတူတူပဲ။အကယ်လို့မကောင်းဘူးမလားမကောင်းဘူးဆိုလို့ရှိရင်ဒီမှာဆိုရင်အပြောင်းလဲဖြစ်သွားမယ် changes ဖြစ်သွားတာကိုမကြောက်ပါနဲ့။နောက်ထပ်အစ်စ်တွေထက်လာမယ်ဆိုတာကိုပဲပြောချင်ပါတယ်နော်။ကဲ okay ဒါလေးကတော့ match လာမှာကြုံတွေ့ရမယ်။အလောက်ကင်ငွေကြေးစီးပွားရေးနေပေါ့နော်။ကျမ်းမာကြီးလည်းပြောခဲ့တယ်ပေါ့နော်။အဲ့တော့ အော်နိုင်ငံသားခံပေါ့နော်နိုင်ငံသားခံကတော့ဒီမှာကအများကြီးမတွေ့ဘူးဆိုပေမဲ့เนาะအကယ်လို့ challenge ယူမယ် risk ယူမယ်ပေါ့နော်သွားမယ်ဆိုလို့ရှိရင်တော့ဒီမှာဆိုရင်ဒါနိုင်ငံဟိုပါပေါ့နော်ဒါခยีသွားရတာเนาะခยีရှေထွက်ရတာဒါမျိုးလေးတွေကိုပြောတယ်เนาะအဲ့တော့ဒါကတော့ maybe ဖြစ်နိုင်ပါတယ်ဒါပေမဲ့ဟိုပါသွားရတဲ့ခยีတွေလုံးဝ challenge ဘာမှမမြင်ရအောင် unknown เนาะအဲ့လိုပုံစံမျိုးဖြစ်နေလိမ့်မယ်ဘာမှဟိုဘယ်သူမှအာမခံချက်မပေးနိုင်တဲ့အခြေအနေမျိုးဖြစ်နေလိမ့်မယ်သွားမယ်ဆိုရင်တော့သွားလို့တော့ရတယ်အရန် risk ယူရမယ်ဆိုတဲ့ပုံစံမျိုးတွေတွေ့ရတယ်เนาะ okay ဒါလေးကတော့ match လာမှာပိုင်ဝန်းလေးတွေကြုံတွေ့ရမယ်เนาะအနာဂတ်ကံကြမ္မာလေးကိုပြောပြပေးလိုက်တာပဲဖြစ်ပါတယ်ကဲကောင်းတဲ့ energy လေးတွေအမြန်ဆုံးရရှိပါစေเนาะနောက်ထပ်နောက်ထပ် reading လေးတွေမှာပြန်တွေ့ပါမယ်တက်တာ Hello ပိုင်းတူးလေးတွေမင်္ဂလာပါเนาะပိုင်းတူးလေးတွေအတွက်ကိုခု match လာ၃လပိုင်းမှာကြုံတွေ့ရမယ်လောက်ကန်ငွေကြီးစီးဝိုင်းနဲ့နိုင်ငံခြားကံပေါ့เนาะဘာလေးတွေကြုံတွေ့ရမလဲဆိုတာကိုကြည့်ပေးမှာဖြစ်ပါတယ်ကဲအားလုံးနဲ့အားလုံးတွေ့လိုက်ကြပါအိုင်ဘိုင်ယူနီဗာစင်ကိုမှာတင်ကြဆုံးပါအားလုံးတွေ့ရအောင် ပိုင်းတူးလေးတွေအတွက်ကိုမက်လာအတွက်ကျွန်တော်ကြည့်လို့ပြတာ Okay ဖူးဆော့ဝမ်းอ่ะเนาะဖူးဆော့ဝမ်းလာပိုင်းဝမ်းနေမှာလည်းပါတယ်ပိုင်းတူးတွေမှာလည်းပါတယ် Okay 7 Okay 7 of one bottom of the dress မှာပါတယ်เนาะဒါဘာကိုပြောနေရလဲဆိုတော့တယ်เนาะဒါကလေဟိုတချို့ကိစ္စတွေပေါ့เนาะကိစ္စရဲ့တချို့တွေတချို့ကိစ္စတွေကိုတယ်เนาะ ကိုကလေမကောင်းမန်းသီးအသားနဲ့ဆက်လုပ်နေတာမျိုးတွေရှိရဆိုရင်အဲ့ဟာတွေကိုအမြန်ဆုံးရက်တန့်ပြဖို့လိုအပ်တယ်။နောက်တစ်ခါကျတော့စီးထားရမယ်။ကိုဘာပဲလုပ်လို့စီးတွေပေါင်းနေနဲ့လုပ်ဖို့လိုအပ်တယ်လို့ပြောချင်တာပေါ့နော်။နောက်တစ်ခါကျတော့ကိုကအာတချို့သောကိစ္စတွေကိုပြည်ဖုံးကားချပြရမယ်ဆိုတဲ့ပုံစံမျိုးရှိတယ်။နော်။အဲ့တော့ဟိုကပေါ့နော်။တချို့ကိစ္စတွေကလိုအပ်လို့လိုအပ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်။လိုအပ်တဲ့အတွက်ကြောင့်မို့လို့လုံးဝဟိုဘယ်လိုခေါ်မလဲ။ ဖုံးလိုက်တာမျိုးကာမလုပ်လိုက်တာမျိုးဒီဟာကိုလုံးဝကိုပိတ်လိုက်တာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးအကယ်လို့ relationship တွေမှာဆိုလို့ရှိရင်เนาะကိုကစီးတွေပေါင်းနေထားပြီးတော့ကာထားလိုက်ရတာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးရှိတယ်အဲ့တော့အကယ်လို့ပေါ့နော်မသိညော်တဲ့ relationship တွေဖြစ်နေမယ်ဆိုလို့ရှိရင်ဒီဟာကိုရှစ်ဆက်မတိုးဘဲနဲ့ကိုဘက်ကနေစီးတွေပေါင်းနေနဲ့เนาะနေလိုက်တာမျိုးဒါမှမဟုတ်သူ့ဘက်ကနေကိုကိုစီးတွေပေါင်းနေနဲ့နေသွားတာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးရှိတယ်เนาะဒါက relationship တွေမှာပြောတာပေါ့နော်အကယ်လို့အလောက်ကင်ငွေကြေးစီးပွားရေးတွေအတွက်ဆိုလို့ရှိရင်တော့လေ တချို့တော့ဗောနော်ငွေကုံပေါက်တွေငွေယူပေါက်တွေကိုပိတ်ရမယ်နော်အဲ့လိုကိစ္စတွေနော်ဒီတစ်ခါကြီးကြလို့ရှိရင်ဟိုဟိုဟာမဖြစ်ပဲနဲ့ဗောနော်ဒီတကယ်တမ်းအကျိုးမရှိနေပဲနဲ့ဗောနော်ငွေကုံပေါက်ဖြစ်နေတဲ့နေရာတွေဗောနော်အဲ့ဒီဟာတွေကိုပိတ်ဖို့လိုအပ်တယ်အဲတချို့တွေဆိုလို့ရှိရင်တော့ဒီမှာဆိုရင်မင်္ဂလာသတင်းကြားရတာမျိုးရှိမယ်နော်မိတ်ဆွေတငယ်ချင်းတွေအပေါင်းအသင်းတွေကနေပြီးတော့မှအာမင်္ဂလာပြုတဲ့သတင်းတွေနော်မင်္ဂလာဆောင်တာတော့မဟုတ်အလှူမင်္ဂလာအလှူတွေဗောနော်အလှူမင်္ဂလာတွေစသဖြင့်ဒီလိုမျိုးအာ မင်္ဂလာရှိတဲ့တည်င်းစကားတွေကြားရတာမျိုးရှိတယ်မိမိကိုယ်တိုင်ကလည်းမင်္ဂလာရှိတယ်ပေါ့နော်အရာတွေကိုလောက်ရတတ်တယ်နောက်ခါကျတော့အောင်မြင်မှုတွေတည်င်းကောင်းတွေကြားရတာမျိုးကြီးရှိမယ်အဲ့တော့စီဟွာပေါ့နော်စောင်းပွဲတွေပါဖြစ်နေတဲ့သူတွေပါတွေဆိုလို့ရှိရင်ဝင်ခွင့်တွေပါဖြစ်နေတဲ့သူတွေပါတွေဆိုလို့ရှိရင်တော့အဲ့ဆိုရင်တည်င်းကောင်းကြားရဖို့ရှိတယ်နော်အကောင်းတဲ့တည်င်းစကားတွေကြားရဖို့ရှိတယ်တချို့မိသားစုတွေခွဲခွာနေရတယ်ဆိုလို့ရှိရင်မိသားစုတွေပြန်လည်စုံစည်းဖို့ရှိတယ်နော် ဲ့တော့နောက်တစ်ခုကကျတော့ Queen's of Pentacles ဆိုတော့လေအာကောင်းတယ်เนาะစီးပွားရေးတွေငွေကြေးအဖြစ်တော်တော်လေးကိုเนาะအဆင်မပြေတဲ့သူတွေရှိနေမယ်ဆိုရင်ငွေကြေးတွေပြန်လဲအဆင်ပြေလာလိမ့်မယ်เนาะငွေကြေးတွေစုမီဆောင်မီဖြစ်လာမယ်ငွေကြေးတွေပြန်လဲအဆင်ပြေလာမယ်အကယ်လို့ပေါ့เนาะဟိုရက်ထားတဲ့ရထားတဲ့အလောက်ကန်နေရှိရဆိုလဲပြန်လဲလဲပတ်ပြီးတော့မှအမျက်စွန်းနေပြန်လဲရရှိတာမျိုးဖြစ်မယ်ဒါပေမဲ့ဆွမ်းမလို့ငွေယူပေါက်တွေเนาะငွေယူပေါက်တွေကိုတော့ပိတ်ဖို့လိုအပ်တယ်ဆိုတဲ့ဟာမျိုးတွေ့ရတယ်အဲ့တော့အကယ်လို့ပေါ့เนาะဒီလုပ်ငန်းလုပ်နေတဲ့သူတွေဆိုလို့ရှင်တော့ဒါပြန်လဲပြီးတော့မှ ကိုယ့်ရဲ့လုပ်ငန်းတွေပြန်လည်လည်ပတ်ပြီးတော့ဗောနော်ဒါမှမဟုတ်အခုရှိတာကဒီအလုပ်တွေမှာလုပ်ငန်းတွေကိုလုပ်တဲ့အခါမှာဟိုဟာတေချာချာစည်ရင်းစည်ရနေဗောနော်တေချာစနစ်တရထိမ့်သိမ့်ပြီးတော့လေပတ်ဖို့တော့လိုအပ်တယ်ဘာဖြစ်လို့လဲဆိုတော့အလေအလွင့်တွေဖြစ်နေတတ်တဲ့နေရာတွေရှိရဲအဲ့ခါတွေကိုအမြန်ဆုံးပိတ်ဖို့လိုအပ်တာမျိုးရှိရဲเนาะနောက်ခါကျတော့အဲအကယ်လို့ဗောနော်ဟို ကုမ္ပဏီလုပ်ငန်းလုပ်နေတဲ့သူတွေဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အထက်အရာရှိပေါ့နော်အထက်အရာရှိတွေဘာတွေရကိုယ့်ကိုအညက်နဲ့သာပေးတာမျိုးတော့ပေါ့နော်ဒါမှမဟုတ်ရှင်လဲဘောနပ်စ်ပေးတာမျိုးစသဖြင့်ဒီလိုမျိုးပေါ့မုတ်ဖိုးရတာမျိုးလေးဒါမျိုးလေးကြုံရတဲ့နော်တချို့ဆိုလို့ရှိရင်ကန်ကောင်းပြီးတော့အရာရူးတွေဘာတွေလစာတွေတိုးတဲ့အနေထားထိပေါ့နော်ဖြစ်သွားတတ်တယ်ပြီးတော့ရွှေတွေငွေတွေဝင်တတ်တယ်ရွှေရေသနာပစ္စည်းပေါ့နော်ရေသနာပစ္စည်းတွေဒီလာထဲမှာငွေ ဝင်တတ်တာမျိုးပေါ့နော်ငွေဝင်တာမျိုးရေသနာပစ္စည်းတွေဝင်တာမျိုးပေါ့နော်ဒါမျိုးလေးတွေရှိတတ်တယ်အကယ်လို့အဲ့လိုမျိုးရွှေငွေရေသနာတွေဝင်နေဆိုလို့ရှိရင်ကိုကအလှူတန်းတွေပါပြန်လုပ်ပေးပါနော်အလှူတန်းပြန်လုပ်ပေးအဲ့လိုမျိုးဆိုကောင်းတယ်ပေါ့နော်ပြောရရင်တော့ဒီမှာဆိုရင်လေအာပိုင်းတူးလေးတွေကတော့ပေါ့နော်ပိုင်းတူးလေးတွေရဲ့ energy ကကောင်းပါတယ်ပိုင်းဝန်းနေတဲ့ဆိုင်တော့ပေါ့နော် okay 701 701ကဘာဘာတိအောင်မလဲဆိုတော့เนาะအကယ်လို့ပေါ့เนาะဟိုပါလေအခြေရေးမှာပေါ့เนาะအခြေရေးမှာအာ တပတ်လူရဲ့ဆက်သွယ်ချက်ကိုမျှော်နေတဲ့ဘာညာဆိုရင်တော့နော်။ तू ကလေးမလုတ်လာသေးဘူးနော်။ဆက်သွယ်အဆက်သွယ်လုတ်လာအောင်မဟုတ်သေးဘူး။ဘာဖြစ်လို့လဲဆိုတော့ तू ကစီးတွေပေါင်းနေနဲ့နေပြီးတော့မှကိုယ့်ကိုရှင်းလုံးပြရင်ကလကတစ်ခုချားနေတာမျိုးကိုယ့်ကိုတစ်ခုခုနဲ့ပေါ့နော်။အာဖုံးထားတာမျိုးအုပ်ထားတာမျိုးပြောချင်တာကွာ။သူ့ရဲ့အမှန်အတိုင်းကို तू ဖွင့်ပြလာတာမျိုးမရှိဘူးနော်။အဲ့တော့နောက်တစ်ခါကျတော့ तू ကတမင်တက်တက်ကိုကိုယ့်ကို အဆက်အသွယ်မလုပ်ဘဲနဲ့နေနေတာမျိုးရှိတယ်။တကယ်တော့သူ့စိတ်ထဲကအဲ့လိုဟုတ်ချင်မှဟုတ်မယ်ပေါ့နော်။ဒါပေမဲ့အကြောင်းအကြောင်းတွေကြောင့်အကြောင်းအချင်းရာတွေအမျိုးမျိုးတွေကြောင့်သူကကိုယ့်ကိုစီးတစ်ခုချပြီးတော့မှကိုယ့်ကိုအဆက်အသွယ်မလုပ်လာတာမျိုးဖြစ်နေတာမျိုးပေါ့နော်။အဲ့တော့ဒါလေးကအခြေအနေနဲ့ပတ်သက်ပြီးပြောသွားတယ်เนาะအလုတ်ကင်နဲ့ပတ်သက်ပြီးလည်းပြောသွားတယ်အဲကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်တော့เนาะနည်းနည်းလေးပေါ့เนาะ သတိထားရမှာကဘာလဲဆိုတော့เนาะအာရင်ကုန်ခန်းတာမျိုးတွေเนาะနေထိုင်နေမောနေတာမျိုးမောပန်းနေတာမျိုးတွေပေါ့เนาะအဲ့လိုပုံစံမျိုးဖြစ်တတ်တယ်အဲ့တော့ဒီခါလေးကြာလို့ရှိရင်ကိုယ်တွေလက်တွေနာတာမျိုးပေါ့เนาะအဲ့လိုပုံစံမျိုးလေးဖြစ်တတ်တယ်အဲ့ဟာလေးကိုနည်းနည်းကယူဆိုင်ပါအဓိကတော့လေဟိုပါပေါ့เนาะအလုတ်အရန်ဟိုလုတ်တဲ့သူတွေဆိုလို့ရှိရင်ဘာလဲဆိုတော့အဲနည်းနည်းပင်ပန်းပြီးတော့ပေါ့เนาะပင်ပန်းနေအတွက်ကြောင့်မလို့ကြုံရတဲ့ဟာမျိုးလေးဖြစ်တတ်တယ်အဲ့တော့ကောင်းကောင်းအနားယူဖို့လိုအပ်တယ်ပေါ့เนาะကောင်းကောင်းအနားယူဖို့လိုအပ်တယ်ဆိုတော့နမိတ်လေးကိုပြရအဲ့တော့အခြေအနေနဲ့ပတ်သက်ပြီးဘာလေးတွေမက်ချ်လာမှာထပ်တည်ရအောင်မလဲပိုင်တူးလေးတွေအတွက်ကိုစ က်ကြည့်ပေးပါမယ်เนาะအချင်းကလည်းနေဝင်တော့မယ်ဆိုတော့ခဏနေချက်ချင်းမှောင်သွားမှာကျွန်မလည်းအဓိကလေအချိန်ဟိုကိုကိုကိုအားတဲ့အချိန်မှာလည်းပဲပေါ့เนาะအပြင်မှာကြည့်ပြီးကြဆိုတော့အပြင်မှာနေအရန်ပူတဲ့အချိန်တွေဖြစ်နေအဲ့တော့နေအေးွားတဲ့အချိန်ကိုယူလိုက်ပြန်တော့လေခဏပဲအချိန်ရအဲ့လိုမျိုးဖြစ်နေပါဘောနော်ကဲအချက်မှာပါလဲဆိုတော့ individuality ရယ်ကဲတယောက်နဲ့တယောက်ကဘာဖြစ်နေလဲဆိုတော့เนาะ တီးခြားနေနေရမယ်ဆိုတဲ့အနေအထားမျိုးလေးဖြစ်မယ်တချို့ဆိုတော့ long distance relationship တွေဖြစ်နေရမျိုးပေါ့နော်တီးခြားစီနေရတာမျိုးတချို့ဆိုလို့ရှိရင်လည်းအတူတူရှိနေရင်တန်လန်တွေကိုလေသူ့စိတ်နဲ့ကိုယ်စိတ်ကလေတတ်တတ်စီဖြစ်နေရမျိုးဖြစ်နေတာနော်နော်တတ်တတ်စီဖြစ်နေရမျိုးသူစိတ်နဲ့ကိုယ်စိတ်ကဘာဖြစ်နေလဲဆိုတော့အနီးစပ်မှုမရှိဘူးပေါ့နော်ဟိုအရှင်းဆုံးပြောလို့ရှိရင်ကြောချင်းကတ်နေပေမဲ့လည်းစိတ်ချင်းဝေးနေရတယ်ဆိုရယ်ခံစားချက်မျိုးတွေတချို့တွေခံစားနေရတာမျိုးရှိရတချို့တွေမှာအန်စင်းနေနော်အဲ့တော့ တချို့တွေဆိုလို့ရှိရင်အမှန်ကိုမမြင်နိုင်ဘူးတဲ့နော်အမှန်ကိုမမြင်နိုင်ဘူးဖြစ်နေတယ်အချစ်ကဘာဖြစ်လဲဆိုတော့လူကိုအာမျက်ကန်းသဘောမျိုးဖြစ်စေရပေါ့နော်အဲ့တော့အချစ်ရင်းနဲ့ပတ်သက်ပြီးတော့ဒီမှာလောလောဆယ် energy ရပေါ့နော်ဟိုကဖြစ်မနေဘူးနော်အဲ့တော့တီတတာလေးပေါ့နော်ဒီမှာဆိုရင် reflect တွေကိုယ် reflect လုပ်တဲ့သူတွေဘာတွေကိုနည်းနည်းလေးသတိထားဖို့လိုအပ်တယ်နော်အချစ်နဲ့ပတ်သက်ပြီးတော့မျက်ကန်းသစီမကြောင်မလုပ်ပါနဲ့တဲ့နော်ပြောရရင်နော်အရင်အချစ်လုံပြီးတော့ဘာမှမမြင်နိုင်တာမျိုးကြီးဖြစ်တတ်တယ်နော်အဲ့တော့ကိုယ်ကိုတယောက်ကလက်လုံးညာလုပ်နေတာ reflect လုပ်နေတာဆိုတော့အဲ့ဒါကိုမမြင်နိုင်ဘူးအချစ်ကဖုံးကွယ်နေတာမျိုးဖြစ် ြစ်တတ်တယ်เนาะအဲ့တော့အဲ့ဒါလေးကိုမြင်အောင်ကြည်ပါတဲ့နောက်တစ်ခုကကြတော့ what are the desk ကတော့ abundance လေးတော့လာပြီးတယ်အဲ့တော့ဒီမှာဆိုရင်ကိုယ့်ရဲ့ပေါ့เนาะနှလုံးသားကိုဖွင့်ပြီးတော့မှเนาะအဲ့ဆက်စနာရောပိတ်ဆို့နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးပိတ်ဆို့နေတဲ့ energy တွေ block ဖြစ်နေတာတွေเนาะစိတ်ပင်ပန်းလူပင်ပန်းဖြစ်နေရတာတွေစိတ်ညစ်နွမ်းနေရတာတွေအမြန်ဆုံးဆုံးသက်ပါလို့ပြောကြတယ်เนาะအဲ့တော့နှလုံးသားကိုနှလုံးသားတကားကိုဖွင့်ပြီးတော့မှเนาะ ကိုယ့်စီကိုတကယ်တမ်းဝင်လာမဲ့เนาะကောင်းမွန်တဲ့အရာတွေ universe ကပေးမဲ့เนาะဒီပြည့်စုံခြင်းတွေကြွယ်ဝမှုတွေเนาะစိတ်ချမ်းသာမှုတွေဒီဟာတွေကိုเนาะရင်ဖွင့်ပြီးကြိုဖို့မမေ့ပါနဲ့လို့ပြောကြတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီမှာဆိုရင်အစ်စ်နဲ့ပတ်သက်ပြီးမျက်ကန်းသဘောမျိုးဖြစ်နေတာမျိုးတွေเนาะပြီးတော့ lonely ဖြစ်နေတဲ့ကိစ္စတွေเนาะနောက်ကကြတော့ကိုယ့် တချို့တွေကတော့ဘာဖြစ်နေလဲဆိုတော့เนาะ individuality ဆိုတာလေအဲတခြားသူကိုအရန်ကြီး control လိုက်လုပ်နေတာမျိုးတွေတချို့ပါလေအဲ့လိုဖြစ်နေအရန်လိုက်လွှမ်းမိုးနေတာအရန် control လိုက်လုပ်နေတာမျိုးတွေเนาะပုံမှန်အားဖြင့်ဆိုရင်သူလဲသူ့အချိန်သူယူကိုလဲကိုအချိန်ကိုယူဆိုတဲ့ပုံစံမျိုးပေါ့เนาะအဲ့လိုပုံစံမျိုးဖြစ်ရမယ်ပေါ့เนาะအဲ့လိုပုံစံမျိုးဖြစ်တဲ့ ਨੇ သူ့အတွက်လဲအချိန်ပေးကိုအတွက်လဲအချိန်ယူတဲ့ ਨੇ ဆိုတဲ့ဟာမျိုးပေါ့เนาะအရန် control လုပ်နေတာမျိုးအရန်လွှမ်းမိုးနေတာမျိုးမလုပ်ပါနဲ့နင်းနေညံ့ညာသူ့စိတ်နဲ့ပေါ့เนาะအာမအိတ်နိုင်မစားနိုင်ဖြစ်နေပြီးတော့မှ block တွေ energy တွေ blockage ဖြစ်နေအောင်လို့နေတာမျိုးလဲ ည်းမဖြစ်ပါနဲ့လို့ပြောကြတယ်နော်ကိုယ့်ရဲ့ energy တွေကိုပြန်ဖွင့်တာပါကိုယ့်ရဲ့နှလုံးသားတကားတွေကိုဖွင့်တာပါလို့ပြောကြတယ်ဒီမှာဆိုလို့ရှိရင်အဲ့ဒါမှပဲနော်ကိုယ့်စီမှာရှိနေတဲ့ကံတွေကအခုဒီမှာအပေါ်မှာကံကောင်းခြင်းတွေရှိရယ်နော်အဲ့ဒီကံကောင်းခြင်းတွေကအဲ့လိုဖွင့်ထားမှဝင်လာမယ်ဆိုတဲ့ပုံစံရှိတယ်နော်အဲ့တော့ဒါလေးကိုတတိထားပေးပါလို့နော်တချို့တွေဆိုလို့ရှိရင်ဆရာမကတော့ပြောသွားတာပဲငွေတွေဝင်မယ်ဆိုပြီးတော့အခုချိန်ဒီကျွန်မမဝင်သေးဘူးကျွန်တော်ကမဝင်သေးဘူးဆိုโอเคအဲ့ဒါ block တွေဖြစ်နေလို့နော်အဲ့ဒီ block တွေဘာလို့ဖြစ်နေတာလဲဆိုတော့စောနာကပြောသွားတဲ့အချက်လက်တွေပေါ့နော်အခြေအနေနဲ့ပတ်သက်ပြီးခံစားနေရတာလားစိတ်ညစ်နေရတာလားနော် ပြီးတော့တရားရုပ်ကိုအရန် control လိုက်လို့နေရ အရန် jealousy ဖြစ်နေတာကိုယ့်အချိန်ကိုမယူဘဲနဲ့ပေါ့နော်ကို time ကိုယူပြီးကိုကိုကိုအချိန်ပေးရမယ့်အချိန်တွေကိုမပေးမိနေတာလားဒါလေးတွေကိုပြန်ပြီးတော့မှသတိထားပေးပါအကယ်လို့ပေါ့နော်တချို့ဆိုလို့ရှိရင်လည်းအရန်အလုပ်တွေအလုပ်မှအလုပ်အလုပ်အလုပ်ဆိုပြီးဖြစ်နေတာမျိုးပေါ့နော်အဲ့တော့အရန်စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေရတယ်အဲ့လိုဆိုရင်လည်းပြောရရင် energy ကမလန်းစမ်းတော့ကိုယ့်ရှိမှာကောင်းတဲ့ energy မဝင်နိုင်တော့ဘူးပေါ့နော်အဲ့တော့စိတ်ပန်းဖြေရမယ်လူလည်းအနာယူရမယ်စိတ်လည်းအနာယူရမယ်ပြောရရင်တော့နော်စိတ်ကြည်လင်ငြိမ်းချမ်းအောင်နေမှနှလုံးသားတစ်ခါကိုဖွင့်ထားနိုင်မှ abandon ကရောက်လာမှာတဲ့နော်အဲ့လိုပြောချင်တာ ဲ့တော့ကဲ many move oracle ပေါ့နော်အလောက်ကိုင်းမှုကြီးစီးပွားနဲ့ပတ်သက်ပြီးတော့မှဘလို့ energy ပေးအောင်မလဲဆိုတာကိုပိုင်းတူးလေးတွေအတွက်ကိုကျွန်တော်ဆက်ကြည့်ကြအောင်နော် star power တဲ့နော်တချို့လေးတချို့တွေဆိုလို့ရှိရင်ဒီ match လာတဲ့မှာနော်ကိုကကိုဟာအရန်ကိုဟိုပါပေါ့နော်ကိုရဲ့အသင်းအဖွဲ့တွေနော်ကိုရဲ့အလုံမှာနော်အဲဒီလိုမျိုးပေါ့နော် ကိုကနာမည်ကြီးလာတာမျိုး influence လောက်လာလူတွေကို influence လောက်လာတာမျိုးเนาะအဲဗာလဲလွှမ်းမိုးလိုက်နိုင်လာတာမျိုးဒါမှမဟုတ်ကိုကနာမည်ကြီးလာတာကိုရဲ့လုပ်ရည်အကိုင်အရေးချင်းရာလူတွေမြင်လာတာမျိုးပေါ့เนาะအဲ့လိုပုံစံမျိုးဖြစ်လာဟာဒီအာဒီ department ကသူ့ဘော့အဲတော်တယ်ပေါ့เนาะအဲ့လိုသဘောမျိုးပေါ့ပြောရရင်တော့လူကြီးတွေရဲ့ဗဇက်ဖျားမှာเนาะဒီ company ရလူတွေရဲ့ဗဇက်ဖျားမှာကိုကဘာဖြစ်လဲဆိုတော့ popular ဖြစ်လာတာမျိုးကိုရဲ့ကောင်းချောင်းကိုเนาะလူတွေကပြောလာတာမျိုးနောက်ခါကျတော့ကိုကထင်းပေါ်လာတာမျိုးပေါ့เนาะပြောချင်တာအဲ့တော့ uh, step into the spotlight ဆိုတော့ဘာလဲဆိုတော့ကိုယ့်ဘဝမှာတောက်ပဖို့အတွက်ကိုနောက်ထပ်ခြေလှမ်းတစ်တွေထပ်တန်းဖို့ပေါ့နော်ဒီလိုမျိုးအားရင်တွေရလာတာမျိုးတွေဖြစ်တတ်တယ်။အာနောက်ခါကျတော့ fertility တချို့ဆိုလို့ရှိရင်နော်အလုတ်တစ်တွေဘာတွေကြောင်းရတာမျိုးနော်အလုအလုတစ်တွေပါကြီးကြောင်းရတာမျိုးဖြစ်တယ်ဆိုလို့ရှိရင်အရန်ကြီးပေါ့နော်ဟိုမှာဖြစ်ပါနဲ့เนาะနည်းနည်းလေးစဉ်းစားပါဘာဖြစ်လို့လဲဆိုတော့အလုတစ်ပြောင်းတဲ့အခါမျိုးမှာဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုတော့ဒီမှာ အာအရင်အထက်ပို့ပြီးတော့နည်းနည်းစိတ်ပင်ပန်လူပင်ပန်ဖြစ်ရတာမျိုးလေးရှိမယ်နော်နောက်တစ်ခါကျတော့ဒီမှာသူကတော့ fatalities ကဘာကိုပြောလဲဆိုတော့ it's time to think about family life and children ဆင်နော်တချို့တွေကျတော့အလုပ်ကိုပဲမဲပြီးတော့လုပ်နေတာမျိုးပေါ့နော်အလုပ်ကိုပဲဦးစားပေးနေတာမျိုးဖြစ်တဲ့အတွက်မိသားစုကိုဦးစားမပေးနိုင်တဲ့အခြေအနေရှိလိမ့်မယ်အဲ့လိုအခြေအနေမျိုးမှာဆိုလို့ရှိရင်เนี่ยဘာလဲဆိုတော့ကိုကဒီအချိန်ဟိုပေါ့နော်အချိန်ကိုမျက်မျက်တတမပေးတဲ့အတွက်ကြောင့်မလို့ နောင်နာညရတာမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်တတ်တယ်ဘာဖြစ်လဲဆိုတော့ကိုယ့်ရဲ့အလုပ်အတွက်ကြောင့်မလို့နော်ဒီကိုယ့်ရဲ့မိသားစုကို မစရီးပါနဲ့လို့ပြောတာနော်အဲ့တော့ family တိုင်းလေးလိုအပ်နေတယ်တချို့တွေဆိုလို့ရှိရင်နော်အဒီကက်ကလေးပါလာတာဖြစ်တဲ့အတွက်ဒီလာထဲမှာတချို့ရေဆိုလို့ရှိရင်เนาะအကိုရဲ့အတိမိတ်ဆွေတွေထဲမှာကိုဝင်ရတဲ့သတင်းတော်လည်းကောင်ကိုကိုတိုင်းကကိုဝင်ဆောင်ရတာလို့မျိုးတော့၎င်းပေါ့เนาะအဲ့လိုသတင်းစကားမျိုးတွေကြားရတတ်တယ်เนาะအဲ့လိုမျိုးဆိုရင်တော့မင်္ဂလာသတင်းမှာကောင်းနေပေါ့เนาะ ်နောက်တစ်ခါတော့ success တဲ့အောင်မြင်မှုတွေရမယ်เนาะကဲလို့ကိုကအဲ့လိုပြိုင်ပွဲတွေဘာတွေလုပ်နေတာမျိုးတွေเนาะဆောင်ပွဲတွေဖြစ်နေတဲ့သူတွေเนาะဒါတွေကအောင်မြင်မှုရမယ်တချို့ရင်ဆိုရင်အာဗီဇာလျှောက်တဲ့သူတွေဘာတွေပေါ့เนาะအဲ့လိုမျိုးဆိုလို့ရှင်လဲအောင်မြင်မှုရမယ်ဒီမှာတော့နိုင်ငံခြားနဲ့တည်င်းနဲ့ပတ်သက်ပြီးတော့နိုင်ငံခြားနဲ့ပတ်သက်ပြီးတော့ဒီမှာမတွေ့ရအောင်เนาะအဲ့လိုဆိုတော့ ဒီခยีဝေးသွားတာတွေဘာကြီးနဲ့လဲပတ်သက်ပြီးတော့မတွေ့ရဘူးဒီမှာအောင်မြင်မှုကတော့တေချာတယ်ဟို full shot one ကလည်း success ဆိုရဲအောင်မြင်မှုတွေပါတယ်เนาะအဲ့တော့တေချာဘောက်ပေါ့เนาะ match လာတဲ့မှာအောင်မြင်ရတာမျိုးစိတ်ချမ်းသာတာမျိုးပျော်ရွှင်ရတာမျိုးဒီလိုသတင်းစကားတွေကြားရတာဒါလာမျိုးဒါမျိုးတွေကြုံရတာပေါ့เนาะအဲ့ဒါမျိုးလေးကြုံပြရတဲ့တယ်ဘလို့အခက်ခဲမဆိုပေါ့เนาะကိုက active ဖြစ်ဖြစ်နဲ့ကြုံသွားနိုင်လာလိမ့်မယ်တဲ့เนาะ you are on that right track တဲ့เนาะကိုကဘာလဲဆိုတော့မှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုရောက်နေပါပြီလို့သူကပြောထားတယ်เนาะအဲ့တော့ကဲပိုင်းတူးလေးတွေကတော့တော်တော်လေး energy အခြေအနေရကောင်းပါ ်းပါတယ်အဲ့တော့ကောင်းတဲ့ energy တွေကိုရရှိပါစေเนาะအဲ့တော့ဒီ match လအတွက်ကိုမြင်ရတွေ့ရတဲ့လောက်ကိုအကုန်လုံးပြောပြပေးလိုက်ပါတယ်เนาะကောင်းတဲ့ energy တွေမုတ်ချအကျိုးပေးပါစေเนาะအားလုံးကိုလည်းဆုတောင်းပေးလိုက်ပါတယ်နောက်ချက်နောက်ထပ်ဟောရီမှာပြန်တွေ့ပါမယ်เนาะတက်တောင်း